အားလုံးပဲမင်္ဂလာပါဆဲဝင်သားပွဲ အောက်ချင်းငစ်တွေရဲ့အကြောင်းကိုဒီနေ့မှာတင်ဆက်ပေးလိုက်ပါတယ်ထောင်တော်မကတော့နှစ်မျိုးပေါင်းမြောက်များစွာတဲ့တင်ဤငစ်တစ်မျိုးက အလွန်ထူးဆန်းအောင်ပဲကောင်းနေသည် အကြောင်းမျိုးမျိုးကြောင့်အဖိုးသေးလင်းအမဘာလိုက်သေးတတ်သလိုအမသေးလင်းလဲအဖိုးကပါလိုက်သေး၏အဖိုးက၎င်း မက၎င်းသစ္စာပြည့်ဝင်သည်ဟုတန်တရားဝင်ရင်းနဲ့တသက်တမျိုးအကုန်တရက်သည် ထို့ကြောင့်မြလောဘတွင်ထိုမြင်မျိုးကိုတစ္ဆာနှင့်အရှင်မြင်ဟုခေါ်ဆိုကြသည် အရှင်နှင့်ပတ်သက်လင်အတ္တဒေကံ၍သစ္စာဆန့်သည်တခြားနှင့်များလိုမျိုးတူမြင်ကြရတွေ့ကြရအချီအမှားတို့နှင့်ပြောပါလိမ့်မရှိ၎င်းနှင့်၎င်း ဆောင်မမြင်လို့၍မိတ်လိုက်ကြပြီဆိုလင်းယာဝဇွန်အသက်ထဲဆုံးမြင် အထူးခြားဆုံးမှာအတိုင်းမြောင်ပေါ်ခြင်းနဲ့သာသမီဇနီးမယအပေါ်နှစ်ဖို့အထိကမျိုးစုဆောက်ချောက်ခြင်းရိုးရာကျင်နာခြင်းပင်အောက်ကလောက်အောက်ကလောက်လောက်လောက်နိုင်မီနေသော သူတကိုယ်လုံးသည်ဒီအတန်ကြောင့်စတိငွင်ငင်ထားသွားသည် ဝင်းရင်မွေတောင်များကြမှမွေးမှုပင်ငယ်များပါ ထောင်ထလာသည်တွားရလာသောမွေးရဲ့မြင်ကြောင့်ကိုခန္ဓာကြီးမလာသည် ကိုခိထယောထလာသည်ကြောင်ရထိလန့်၍ခန်းစားလိုက်ရသောဝိညာဉ်မဟုတ်တမန်တွင်ကြီးရသောတန်ရောစဉ်ကိုပဲ့သည်ယဉ်ကျူးရသောရှင်ရှင်မေတ္တာနှင့်ရှင်ရတဲ့သောတမှုရိယရှင်ရှင်ကြောင့်จิตတော် ဝေဒနာအလေးရသည်ဒီအောက်ကလောက်အောက်ကလောက်ပေါ်မြင်နေသောနှင့်ငယ်မစီဘူကောင်းငဲကြည့်လိုက်နှင့်ငယ်မဤအသွင်းကကြွရွရလပနေသည်တရားပင်ပြားရှိဂိုင်းတကိုင်းမှသည်နောက်တကိုင်းသို့စောတလင်ကခုံအောမီရန်တန်းသွားသည်သူဤအခေါ်မာနက ရုတ်ချီထကြလာသည် နှလုံးသက်ပေါ်မှာရုပ်ရှိပေါ်လာသောဝေဒနာအလျောက်သည် သူ့လဲရန်အင့်တက်တဲ့ကြည့်စီလာဆုံနီထောကသူသည်လည်းမြင့်မြန်မှဩသလိုလေချောင်းတန်အဲ့အဲ့နဲ့ကျေလောင်စုချစွာ အော်မီပစ်လိုက်သည်ခလဲဝေဇာနေသောတရိုင်းပင်များရှိ နေအောင်ကြီးပြောက်ကြတဲ့တွင်မြင့်ငယ်မှသည် ခုံပေါက်ပြန်လွားနေသည် ညငယ်မှဤမထေရတိမြူးကြသောကကောဟံကြောင့်ဘုလည်းတမှုဟုတ်ချင်းမြူးကြကကုံခြင်းဤယောရှိထာကုံကမငယ်မှရှိရာဂိုင်းတပုတောပြေကူလာ၏ညငယ်မှသည်ဒုခုံကဒုခုံကူလာသည်ကို မြင်သဖြင့်တရားင်ပင်ပြားမှလေးထဲပြန်တက်သွားသည်သူလည်းအကြမခံလေးထဲသို့ ပြန်လိုက်လာလေသည်ဝေဦလေသည်တပင်တွင်တိုက်ခတ်နေသည်ငှက်ဘုံမျက်မှနှာကောင်းသည် လေဟုံစည်းကကောင်းငင်ပေါ်ပြင်ဝဲနေကြသည်တောင်တိတ်ပေါ်မှသည်တောင်ကျိုးတောင်ကြားတရိုင်းပင်ဤမျက်စီရန်တို့နေစင်းလာကြသည်တကောင်နှင့်တကောင်တို့စိတ်ကကြည်စဲကလေးလာကြသည်တောင်ရှိတွင်မင်းလင်များ ရာလွင်နေကြသည်မြူခိုးနှင့်မင်းလင်ကြားတွင်သူတို့ပြန်သန်းမြူထုနေကြသည်ခြောက်ကောင်းခုနှစ်ကောင်မှသည်ဆယ်ကောင်ဆယ့်နှစ်ကောင်ထိအုပ်ဖွဲ့နေကြရာမှသူတို့နှစ်ကောင်သည်ဘလိုအကြောင်းကြောင့်အုပ်မှ ခွဲထွက်ပြန်သန်းလာကြသည်ကိုအသိမရကြတော့အတောင်ညောင်းလင်တပင်ချင်းများပေါ်နာသည်ဆာလမုဒိမှုဖြစ်လာလေတော်ရတဲ့ တတိဝလံများကိုအတူရှားစားရှားစားကြသည်သူတို့နှကောင်းသည်ထိုးခြင်းငှစားပြီးတွားတို့လာတို့အိတ်လင်လဲဒူလိုပင်မြေလောကတွင်သူတို့မျိုးလောက်သစ္စာရှိသောအရှိကြီးသောမြေမျိုးကမရှိပေအဘိုးသေးလင်အမဘာလိုက်သေးရသောမြေမျိုးအမသေးလင်အဘိုးဘာလိုက်သေးရသောမြေမျိုးဖြစ်သည်ထို့ကြောင့်လဲ သူတို့သည်လူသူလေးပါငှက်ခက်သမားမိုးစုံများနှင့်ဝေသောတောကြီးမြမဲတဲ့၌သာ နေရကြသည်ငှက်ခက်ယောက်ျားမိုးစုံများကအဖိုးကို၎င်းအမကို၎င်းဒီလိုချိန်မျိုးတွင်တကောင်းကောင်းကိုရက်ခက်ဖြစ်သက်သွားတက်ဖြတ်သွားလျင်ကျန်၎င်းမှာငိုးစိန်မိုးစုံတိမ်ညွန့်ဖြားသည့်ပြန်တက်သွားပြီးအတောင်ကိုရုပ်ချကား မြေပြင်ပေါ်ထိုးရှသေခံတက်လေသည်ထို့ကြောင့်အင်းငင်းမျိုးမှာရှားပါစင်းဝယ်နှများဖြစ်လေသည်အမျိုးပေါင်းထောင်းထောင်းမကရှိသောမြေလောကတွင် နှစ်ဖူငှတိများမှာမိတ်လိုက်ပြီးသည်နှင့်မျိုးဆက်တန်လေးစိတ်ကုံသွားသည်နှင့်တပြိုင်နက်အမကိုစွန့်ခွာတော်ရကြသည် အမ၏တောင်းမှဥယျာဉ်နှင့်အင်းငင်းများမွေးပေါက်ရန် စာစာကျွင်းရန်ဖြစ်သည်သို့သောဤညမျိုးမှာကဘုဒ္ဓမဟုတ်ပေမိလိုက်ပြီးကလေးကမျက်မှယနာကလုံးဝမကွာတော့တားပေါ့၍မျက်ကလေးများရွယ်ရောက်သည့်အထိစာစာကျွေးကလူသားများကဲ့သို့ သူမြွန်သူတိုက်သူမိသားစုသူလောကသူကဘာကိုတည်ထောင်တတ်သူများဖြစ်လေသည်မျက်မှသည်ဥဥယံတို့ မြင်မဝီတီသောတပင်များမှတခေါင်းများကိုရှားပွေတတ်သည်မြမက ထို့သို့တခေါင်းများကိုဥယံရှားပွေခြင်းတွင်ငှက်ဖို့မှလည်းငှက်မှနှင့်အတူလိုက်ကတဆေတည့်ရီရရှိနိုင်မည်တပင်များကိုရှားပွေတတ်သည်ထိုချိန်မျိုးတွင်လူယောက်ျားများကိုယ်ရှိသောဇနီးများကိုရေတယုခရုဆိုင်ကလေးငှက်ဖို့သည် ငှက်မ၏အလိုကိုလိုက်ထားဒဂိုင်းထဲတွင်ပိုခြင်းကပ်၍အိတ်တတ်သည်ငှက်မသည်ငှက်ဘူး၏တောင်မှန်ကြတဲ့ကောင်းတဲ့ပြီဖြစ်၏ငှက်ဘူးကလည်းငှက်မ၏တောင်မှန်ကြတဲ့ကောင်းဆွေ၍အိတ်တတ်သည်ငှက်မသည်ဥဥယံတခေါင်းပေါချာရ၌ဇာတိစိတ်ဖြင့်တပင်၏အမျိုးအစားကိုရွေးချယ်တတ်ကြသည်ကုပမာညောင်တဲ့နေသော တပင်များကိုဥယျံမရွတ်ကြပေ။အဘဲကြောင့်ဆိုသောညောင်မြင့်ညောင်ပင်များမှ အမြတ်သားများတက်လွယ်ပေါ်လေသဖြင့်တခေါင်းပေါက်ပေါ်အမြင်များဖြတ်သန်းသောပြီးလာပိုင်းအတွင်းတခေါင်းပေါက်ပိတ်သွားမှဆို၍ဖြစ်သည်။ညမာသည်သူသားပေါက်နိုင်ရန်တခေါင်းပေါက်ကိုစားတွေ့ပြီးပါက ထိုတခေါင်းပေါက်ထဲသို့မတ်တရားများတည့်ရများဟုထဲကား တခေါင်းဤကျမ်းပြင်ကိုညီညာအောင်ဒူတလနှစ်လတတောင့်တတာနေနိုင်အောင်ဖြန့်ခင်းရသည်မြတ်မကအသက်လုံရန်မိုက်တရနှင့်တေးရရှောင်းများကို လိုက်ကောက်ဆူပြီးနေခြင်းငှက်ဖို့ထင်းမှလည်းလွန်လုံများဒင်းနေနေရသည်မဖို့တင်းစီဝိလံဒီကောင်းသောတောင်သွန်းမြောက်ကျွန်းအစီကျွန်းနောက်ကျွန်းကျွန်းလေးကျွန်းစီခေါက်ခေါက်ခါခါပြန်တန်းပြီး လေးကျော်မြေကိုကရှိတဲ့ပေးနေရသည်ငှက်ဖို့တယူလာပေးသော လေးကျော်မြေကိုငှမကဒူပြန်ဒူဖြန်ခင်းထားသော မိုက်တရိုက်နဲ့တရွေဆောင်များပေါ်တဖန်ဖြန်ခင်းရပြန်သည်ဟိုနိုင်ရင်လက်နဲ့ရှိနေရမည်တခေါင်းအတွင်ပိုင်းကိုပြုခင်ရသည် လေကျွန်းမြေရှားဖွေပေးရသောမြတ်ဘုံမှာအနားမရသည်တပံ ကစင်မျိုးမီမျိုးမျိုးကိုရှားပွေတဲ့ယူ၍ပေးရပြန်သည်မြတ်ဘုရားပွေယူလာပြီးတော့တစင်းများနဲ့နှစ်မှသည်တခေါင်းနဲ့မှနေ၍တခေါင်းပေါက်ကိုပင်ကိုတသားနှင့်ဆက်၍တယိုးကင်မူးမှန်ရသည်မြတ်မက အတွင်းကတယိုးကင်မူးမှန်နေသလိုမြတ်ဘုရားလည်းအပြင်ကတစင်းတွင်နဲ့ တယုတ်ကိုင်မွမှန်နေတယ်။ငှက်ဖို့နဲ့ငှက်မတော့ထိုးတို့အတွင်းအပြင်တယုတ်ကိုင်မွမှန်လိုက်ကြရာနောက်ဆုံးမှာမြင့်မသည် အတွင်းတစ်ခေါင်းလေးကမထွက်နိုင်ပဲနှုတ်ဤပဏိယာဇာတာအပြင်ကိုထုံနိုင်တော့သည့်အထိသစင်းများနှင့်တစ်ခေါင်းကိုတယုတ်ကိုင်ပြီးသားဖြစ်သွားလေသည်။ရေမကြမီမှာပင်သစေးတယုတ်တို့လည်းမလျှောက်သွားလေရာ မြင့်မှန်မှာတက်ကောင်းတဲ့ကလုံးဝမထွက်နိုင်တော့သူတို့၏အတိုက်ဖြစ်သောတက်ကောင်းကို ထို့သို့မြင့်မှန်နှုတ်သီးတစ်ခုစွာဝန်ဆက်ယုံသာဆန္ဒခြင်းမှာတွင်တည်းရှိမြင့်မှန်လေးရှူရန်နှင့်မြေဘူကအစာရေစာရှာလာပေးလျင်အပြင်ကိုနှုတ်သီးထုတ်၍စားနိုင်ရန်ဖြစ်လေသည်ဤမြင့်မှန်မှာဥဥနေခြင်းဝတ်နေခြင်းတားပေါက်နေခြင်းသည့်ပျောင်းငင်များလို့ အပြင်တွင်ပြန်ဆန်းသွားလာဖို့မဆိုထားနဲ့တကောင်းတဲ့ကပင်၃လလောက်ထိအပြင်ကို လုံးဝမထွက်ရပဲနေနေရပြီတော့မည်မြတ်မတကောင်းတဲ့ရှိနေသည်ကာလပလုံးမြတ်ဖို့ဒီမှာမြတ်မအအစာရစာရှာလာပေးနေရသည်မြတ်မတကောင်းတဲ့ကိုယ်သာမဟုတ် မွေးပေါက်လာခြင်းမြည်ငကလေးများအလုံးတကောင်းတဲ့က ထွက်မလာမကြခြင်းအားလုံး၏အစာရေစာကိုငှက်ဖို့ထိကပင် ရှားပွေကျွန်းဝင်နေရပြီတော်မူ၏သူ၏တတိုက်တမြုံတထွေ၏စားတာရေတောင်ကိုအပြင်တွင်သွားလာလှုပ်ရှားနိုင်သောငှက်ဖို့ထိကသာ တောင်းဝန်ယူထားရလေသည်နှစ်မ၏တခေါင်းနှင့်ရှိနေသမျှကာလပလောငှက်ဖို့ထိမှာနေစဉ်နဲ့အမျှ မယံမနာလုံများနေရတော့သည်တခေါင်းနဲ့ရနေသောမြင့်မကိုအစာစာကျွေးရသလိုရေလဲနေစဉ်တတ်ရသည် အစာကိုနှုတ်ပြီးနဲ့ကတ်ချီလာပြီးဂေကုံကိုတူဤနှုတ်ပြီးပေါ်တွင် မွေးလာတဲ့ကအဘူပါလာသော အမောက်ရေကန်သည်ထဲလာရ၏တူဤနှုတ်ပြီးပေါ်မှရေကန်မှာမြင့်မတကောင်နဲ့တွေ့တာမဟုတ်ပေါ်ဖွားလာမည် သားသမီး၃၄ခန့်တို့ပါဘူးလုံးလေးတီထို့ကြောင့်သူဤနှုတ်ပြီးပေါ်မှာအဘူရေကံကို ရှားနှင်းများစွာတဲ့ထူးကြအောင်တဘာဝဘုရားသခင်ကသူအားသန်းစင်းပေးလိုက်ခြင်းဖြစ်သည်ငဘူတီမှာဥနေသောနှမအားအစာနှင့်ရေကိုသာရှားပွေတိုက်ရွေ့နေရသည်မဟုတ်သူမုံမှန်သားကဲ့သို့ချွန်စည်းမျက်နှာပြင်တစ်ခုလုံးကိုလည်း ဒစေတည်ရည်များနှင့်မြင်းငှထက်၍ငုံလွန်ပေးနေရသေး၏ဤသို့မွန်မာယာတွင်တမန်ကဆံကမဟုတ်ကနုတ်ပန်းကြောင်များပမာအကွက်အရက်အပုအရှင်အမို့အမောက်တွင်နှင့်အမှတ်တစိုက်ခန့်နှိပ်ထားလေသည်ဤသို့သူမှတ်သားနှင့်သူ တစေတည်ရည်တို့နှင့်အမှတ်တစိုက်ခန့်နှိပ်ထားခြင်းမှာသူခြင်းရာတထားတရှားငှက်ကောင်ကောင်များ လာပြီးစာကြွေးခြင်း ရေတိုက်ရှင်ချစ်တင်နောက်ခြင်းလုံးမလို့တည်လို၍ဖြစ်သည်အကယ်၍ထိုသို့ပြုလုပ်လိုလျင်နှုတ်တိတစ်ပေါက်သာသာရှင်တတ်သောနေရာကပြုလုပ်ရမည်ဖြစ်ရာထိုနေရာ၌မြတ်ဖို့တည်သည်သစေတရေတို့ဖြင့်မှတ်သားတစေလုံထားလေသည်ထိုအမှတ်သားသည်မိစည်းကြောင်းကြောင်းမဲ့ဖြစ်ဖြစ်သူ၏လက်ရာစီရာ ပြည့်နေလျင် အထက်တွင်ရှိသောမြင့်မအား အစာလည်းမကြွတော့ရေလည်းမတိုက်တော့သူကိုယ်တိုင်ကလည်းမိမ့်မှဤသစ္စာဖောက်ခြင်းခံရမှုကိုဆွေးတော့ကကြောင့်ငိုးတိမ်ညွန့်ထိပြန်တဲ့ခါမြေပြင်ပေါ်သို့ထိုးကြ၍ဒေဝဲဝင်ရမည်ဖြစ်သည်ဤဒီမှာလည်းသူဤခြင်းရာတထအားသူဤခြင်းရာတထငှက်မှသည်တာသမီပေါ်ဖွားပြီးအပြင်ကိုမယောင်မရှင်းဖြစ်သည် မြန်မာပြည်နေကလည်းလူဤခင်မွန်းတနေ့စာလာမကျွေးတနေ့ရေလာမတိုက်ရုံနဲ့နောက်နေ့ရင်းမှာအစာလာကျွေးကျွေးရေလာတိုက်တိုက်မစားမတော့ပဲဒေခံသွား၏တဘောမှာသူဥဝနေခြင်းတွင် သူခင်မွန်းသည်အရှောင်းမြတ်တကောင်ကောင်နှင့်ပျော်ပန်းနေ၍တရိပ်မေသွားသည်ဟုထင်သည်ဖြင့်စစ်လေသည်ထို့ကြောင့်လည်းမြက်ခက်သမားများ မောဆုံများသည်သူတို့၏အတိုင်မျိုးကို နေတော်လေဖြစ်စည်းယုံနေရန်မဆိုထနှင့်ထိုသစ်ပင်နာကိုပင်ကတ်မသွားကြပေအကယ်၍ထိုသစ်ပင်နာကိုကတ်သွားပါက ထိုသစ်ပင်ထက်၌အခြားအသားနှင့်တကောင်ပေါင်းကို တွေ့၍ရက်ခက်ဖန်းစီရာတွင်အောက်ချင်းနှင့်ပိုပြုလုပ်ထားသောသစ်သေးသေးကိုကန်သစ်သေးသေးကိုကန်ထားသောအမတ်သားတစ်စိတ် ပုံပဲတော်မှာဆို၏ဖြစ်သည်အောက်ချင်းငှဖို့သည်သူပြုတ်လောက်ထားခဲ့သောနှစ်သားတစ်စိမ်များပုံပဲပြသွားလျင်သကောင်းလေးစီနှစ်မှန်းနှင့်တကားသာသမီများကိုပါလုံးဝစာရေးစာမကြည့်တော့ပဲသူကိုယ်သူလည်းတက်သေးတက်သဖြင့်ဖြစ်သည်သူအားနေ့စဉ်နေ့တိုင်းခောက်ခောက်ခါခါလာပြီးအစာရေးစာကျွေးမွေးနေသောနှစ်ဖို့ထိကစာလာမကြည့်လျင် တခေါင်းတည်းချိမမကြီးနဲ့တူကငကလေးများမှာအစာရေစာပြက်၍တေယုံသာရှိတော်သည်တခေါင်းတည်းကမူဘလို့မှ ပြင်းစိုးထွေး၍မရနိုင် အတွင်ကရှင်ရှင်ရှင်မြန်မှန်ထားသလို အပြင်ကလည်းညဘူကြီးကတဆေးတရီတို့နဲ့တယိုးကန်ထရာတဆေးတယိုးတို့မှာမာကျော်၆တွေ့ပြီးပင်စီနဲ့တသားတွေဖြစ်သွားလေသည် ဘလို့မှကိုက်ပြဲ့ဖဲ၍မရနိုင်တော့ပါ ထို့ကြောင့်တခေါင်းနှင်းတွင်ဥဥယံကျင်းဝတ်နေသောငမတူတုခင်မောမြဖို့ဒီအတန်ကိုမကြမချင်းနှုတ်စည်းကိုတယုံမှန်ထားသောအပေါက်ကွဲကြောင့်ချင်းချင်းကလေးက အပြင်ထုတ်ပေးလိမ့်မရှိတုခင်ဘုံအောက်ရှင်းဘိုလ်ကြီးအတန်မှတိတိကျကျသည်မှနှုတ်စည်းကိုထုတ်၍ စာတောင်းခံတတ်လေသည်အောင်ရှင်လက်မှတကောင်းထဲဝင်ပြီးဥဥနေချိန်မှလည်းမြစ်ဖို့သည်မြစ်မကိုအစာကျွေးရင်းဒူးလောက်ထားသောလက်စိုးသည်ရမသားများမပြင်းမယွန်းပကတိအတိုင်းရှိမရှိကိုနေစဉ်စစ်ကြည့်တတ်သည် သူမှတ်သားပေါ်ပရှားငှက်ရကောင် လာနာယာသူမြစ်မနဲ့စစ်စံပြောဆိုရာ မတွေ့မှ သူဇနီးကို အစာရေစာစကြွေးစီထိုတယုတ်ကိုင်းမွတ်မှန်မှုပြီးရင်နဲ့မျက်မှောက်ဥထားသောဦးမြမှမျက်ကလေးသုံးလေးကောင်ပေါက်လာကြတော့သည်ထိုအခါပါဇက်ပေါက်တွေက တိုးဝလာရာမြစ်ဖို့ထီးမှာဒါမယာသသမီများအတွက်စာရှာရရေတရနဲ့ပူ၍အလုံးများလာလေသည်ထို့ကြောင့်တနေ့လင်းသူမိသားစုရှိရာအတိုင်းနာသို့အောင်ရှင်းနှစ်ပုံမှာ အကျဉ်60 90ခန့်အခောက်ခောက်ခါသာလွန်တိုးဒေါ်လာနေရသည်သို့သောဤဒီကိုအောက်ချင်းငှဘူကပင်မန်းသည်ဟုမတင်တန်ရောစဉ်ကြည့်ရသောသူတို့၏မျိုးရိုးဗီဇစိတ်နှင့်ဤသို့ပင်ပင်မန်းမန်းမိသားစုအတွင်ရှားပွေကြွေးမွေးရသည်ကိုပင်သူက ပြောနေလေသည်အတိုင်းနာရောက်၍မြမကြီးနှင့်ကလေးငယ်များ ြည်ကြည်ကြကြအစာတောင်းအမိတံမူကြရနေရုပ်ရှိအမောပြေသွားရသည် သူပြုလို့မသားထားသောမရစိတ်သစေတို့ကလည်းရှေရလျာမပြစ်ဒီကိုတွေ့ရနေသူဇနီးငမသည်သူ့အပေါ်တစ္ဆာရှိလေစွာဟုသောကျေနဲ့နှစ်သိစင်းနဲ့ခေါ်အားပလာများပင်အလိုလိုတို့ပါလာရလေသည်အောက်ချင်းငမတကောင်းတိုက်တဲ့ဝင်သွားသည်ကစားပြီးယခုသားပေါက်လာသည်အထိ ချိန်ကာလကိုတွက်ဆလျင်3လခန့်ရှိနေလိမ့်မည်။ထို့သောအောက်ရှင်းနှုတ်ဘုထိကသူ၏တောင်းကိုခြေပွန်စာထမ်းဆောင်နေတော့မယ်။ဝေယုမဆာကေတော့ဒူရနဝူ၏အိမ်တော်ရင်မှာမဟုတ်သူရောက်တော့အခါတသိုက်တမြုံတထွေးချစ်လာလိမ့်မည်။တသမီးကိုပွားစီလာလိမ့်မည်။ထို့ကြောင့်မိုးတန်လီတာနှင့်အတူအောက်ရှင်းနှုတ်ဘုကမျောကြီးပျော်နေလိမ့်သည်။ယခင်က နောက်ဒီလောက်ကမြင်နေရသောမျက်မှားခြင်းနဲ့သာသမီများကိုယပုအခါအကောင်းထဲမြင်ရသောမည်ဖြစ်သည်ဖြင့်ကလောက်ကလောက်ဟုသော အောမီတန်ကိုပေးကာသူမယားနှင့်သူသာသမီများရှိသောတပင်ဘောကိုဘယ်နှင့်ဘယ်သလိုက်ဆံများလာနာမနိုင်အောင်စောင့်ရှောင်းလျက်ရှိလေသည်ဒီလိုနှင့်မိုးရေနှကြိမ်ရွာလာသည် ပင်စီထိပ်ပြားမှမိုးရေများသည် ကျွန်းစင်းနဲ့တဆေတို့ကိုရောနောကတယိုးကင်ထားသောငှက်တိုက်ခေါင်းပေါက်ထဲဖိကြလာကြသည်အစအစအတွက်နှုတ်သည်တဝင်းစားသာကွဲချောင်းအပေါက်ချင်းချင်းလေးထဲမှ မိုးရီများတခေါင်းနဲ့စီဝင်ကုန်ကြတော့သည်ထိုအခါကျွန်းစင်းတဆေတို့မှပြော့ကုန်ပြီဖြစ်သည်ဖြင့်အတွင်းရှိအောက်ချင်းမှကကျွန်းစင်းတွေကိုကိုက်နွာဖဲချသလိုအပြင်ရှိ အောက်ရှင်းဘူကလည်းတမယများကိုမြင်လို့ဇောဖြင့်သူလောက်သားသောတစေတယိုးတွေကို အာဂျိုမန်တဲ့ကိုက်ဖဲခွာဆဲလိုက်လေသည်တစောတယိုးတွေကိုကိုက်ဖဲခွာချလိုက်သည်နဲ့တပြိုင်နက်ဇနီးမယားနဲ့တမီးသားသုံးလေးကောင်တို့ကိုမြင်ရပါလိမ့်မည်သို့သောအောက်ရှင်းနှစ်ဘုံသည်ဇနီးတဲ့အောက်ရှင်းနှစ်မကိုကြည်ကရုတ်တရက်ရင်းနှင်းလောပုံရသည် တို့ကြောင့်ဘာသာမြတ်ထွက်မလာသေးပဲခဏဝင်ငူငိုင်းငိုင်းစိုက်ကြည့်နေသေး၏အောင်ချင်းငှက်မာကြီးမှပူပြင်းသောနေရာသည်တစ်ချောင်းလုံးတစ်ခေါင်းမဲအောင်းနေကြရသဖြင့်သူကိုယ်ပေါ်တွင်ရခင်ကလိုလှပတောက်ပြောင်းသော အမွေးတောင်ဆို၍တပင်တလေမြမရှိတော့ခုခမယာမှာအာဝေနိကဒုက္ခကြောင့်အမွေးတောင်တွင်ကြောက်ကသူကလေးများဤသူကိုယ်တောင်လုံးဖြစ်နေ၏ ကီမြင်ခွင့်ကြောင့်အောက်ချင်းနဘူဒီစုံနဲ့ငင်းငိုင်နေရာမှာတရေတရားပြန်ရကစူးစူးရှာရှာတရှက်អော်လိုက်သည်ထိုအခါသူနဲ့သူအောက်ချင်းငမကြီးရောသူကလေးတွေပါတန်းပြိုင်အော်မိကြသည်ဤတကားဘုရမေသားစုအော်ဟဲလိုက်ကြသည်မှာသူတို့လောကသူတို့ဘဝတွင်အမှန်ပါသောတမ်းမြိုင်သေးပြင်တက်လေသည် ထို့ကြောင့်လဲအောက်ချင်းငှစ်ဖို့ဒီအတောင်ကျသွား၍မပြန်နိုင်သေးသော သူမယားနှင့် အတောင်မှအတောင်မဆုံး၍မပြန်နိုင်သေးသော သူသားသမီးများအတွက်ဆစ်လက်တောင်ထမ်းဆောင်ရန်အစာချာထုတ်သွားရပြန်လေသည်အောက်ချင်းငှစ်ဖို့ဤတောင်မှာသူဇနီးနှင့်သားသမီးများအတောင်လက်မဆုံးမရှင်းဖြစ်လေသည်ဇလန်လေးကတော့ဤတွင်ပြီးဆုံးပါပြီ အားလုံးပဲကျန်းမာချမ်းသာကြပါစေ။